ငွေရှိလို့တခြင်းနဲ့ထုတ်ပြီးတနိုင်ငံလုံးရဲ့မြေကြတွေကိုရရှိနေကြတဲ့ဆိုတော့ဒီခေတ်ကြီးတန်းမှာဆိုတော့ဖြစ်လာဖို့ဆိုတာကအရင်ကတော့မခက်ခဲတော့ပဲငွေရှိရင်တော့တခြင်းနဲ့တပုတ်ပြီးတပုတ်ထုတ်လုပ်လာနိုင်ကြပါတယ်။ဒီအချောင်းမှာဒီဆိုတော့၃ယောက်ကတော့အတန်ကောင်းလားမကောင်းလားဆိုတာချက်ငွေရှိလာကြအောင်ဆိုတော့ဖြစ်လာကြပြီးတော့တနိုင်ငံလုံးကိုအတန်နဲ့ဒုက္ခပေးနေကြတဲ့တွေထဲမှာဒီ၃ယောက်ကထိတ်ဆုံးကပါပါတယ်။ နံပါတ်၁ချူစင်မာလင်းစံရခိုင်တိုင်းသူတယောက်ဖြစ်တဲ့ချူစင်မာလင်းစံကအသက်ငယ်စင်မာဝန်ထမ်းလုပ်နေရလို့အသက်ကြီးမှပဲအစွန်တော်ဖြစ်လာခဲ့ပါတယ်။အရင်ကတော့သူ့ကိုပြမပွားမှာတကယ်ရှိတယ်လို့မထင်ကြဘဲ AI လို့ပဲထင်ခဲ့ကြသေးပါတယ်။ချူစင်မာလင်းစံကပြမတကယ်ရှိတယ်လို့သားတယောက်ဖြစ်ပြီးတော့ဝင်ရှိလာကြအောင်ဆိုတော့ဖြစ်လာခဲ့ပါတယ်။တချင်းနဲ့တပုတ်ပြီးတပုတ်ထုတ်ပြီးတော့လညိုတစ်ချောင်းနဲ့တရုပ်ဆောင်ခဲ့တဲ့ချူစင်မာလင်းစံကတချင်းဆိုကောင်းတာကြောင့်မဟုတ်ပဲသူမရဲ့ဟန်ပန်ကြောင့်ပဲလူသိများလာပါတော့တယ်။ချူစင်မာလင်းစံပြန်နေသူဆိုထားတဲ့တချင်းတွေကတချင်းကောင်းနေဖြစ်ပေမဲ့သူ့ရဲ့ ီးလွှဲနေတဲ့တခြင်းတွေကတော့တခါကြားဘူးယုံနဲ့အမြဲတမ်းမှတ်မိစေပါတယ်။ဂျိုဇင်မာလင်းဆန်ရဲ့တခြင်းတွေထွက်လာခဲ့ပြီးနောက်မှာတော့အထက်မဆိုပါနဲ့ဆိုပြီးတော့လည်းအလုံးကဝိုင်းတားကြရပါတယ်။ဝါသနာအရာတခြင်းဆိုတာကကောင်းပေမဲ့လည်းဂျိုဇင်မာလင်းဆန်ရဲ့အတန်ကတော့ထူးခြားနေလို့ဝေဖန်သူတွေကလည်းများပြားနေပါတယ်။ဂျိုဇင်မာလင်းဆန်ကရှစ်တန်းကျောင်းသူဘဝကတည်းကတခြင်းဆိုခဲ့တာဖြစ်ပြီးဂီတမှာပါရမီပါတဲ့သူအဖြစ်ကုကုကိုခံယူထားပါတယ်။စောင်းလို့ရဝန်ကြီးဌာနမှာအလောက်လုံးစင်ကလည်းသူ့ကိုအားပေးခဲ့ကြတာဖြစ်ပြီးအလောက်ကနေအနားယူသွားမှပဲသူ့ရဲ့ရည်မှန်းချက်ကပြည့်စုံလာခဲ့ပါတယ်။တရင်ချွမဝါချွချစ် သူကိုဝါကျွက်ချက်သူအဖြစ်တချင်းဆိုမရကနေဝေဖန်ခံခဲ့ရတဲ့ကျူစင်မာလင်းဆန်ကဒီတကောင်မှာတော့စိတ်တူသွားခဲ့ပြီးတော့တချင်းတွေကိုမဖြတ်စည်းဖို့အတွက်လည်းပြောထားခဲ့ပါသေးတယ်ရှင်။ လမန်နီကိုစိုးကြီးအမတီဗီဖောကစီစဉ်တင်ဆက်သူကိုစိုးကြီးကအစရောမဟုတ်ပေမဲ့လည်းငွေတွေအရန်ပေါနေလို့တခြင်းအစ်စ်ကိုထွန်လိုက်တာပါနမကြီးအစရောအယ်ဂွန်နီရဲ့တခြင်းကိုပြန်လဲသိဆိုထားပြီးတော့သူနဲ့တူအလောလောပွေးတဲ့အနုပညာရှင်တွေကလည်းချစ်သူတွေရဲ့တယ်လီဖုန်းတခြင်းကိုကောင်းတယ်လို့လည်းပြောကြပါတယ်ဒါပေမဲ့ပြည်သူတွေကတော့ဒီတခြင်းထွက်လာပြီးတဲ့နောက်မှာနောက်ထပ်မဆူဖို့အတွက်လည်းပြောနေကြပါတယ်အနေအဝတ်စုံကြီးကိုဝတ်ဆင်ပြီးသိဆိုထားတဲ့ကိုစိုးကြီးရဲ့တခြင်းကစာသားတော်မတဲကွဲလို့ငွေရှိတာကြောင့်ဖန်တီးခဲ့တဲ့တခြင်းဖြစ်ပါတယ်ကိုစိုးကြီးကဒီတခြင်းကိုလူကြိုက်များအောင်ရန်ကုန်နဲ့မန္တလေးမှာစိုင်းဖို့အကြီး ြေးတွေထောင်ပြီးတော့ကြေညာထားခဲ့ပါတယ်။တခြားပြင်ဆင်ချပေမဲ့သူဆိုထားတဲ့တချင်းကိုတော့တော်ယုံလူကတစ်ချိန်တည်းနဲ့နားမလည်နိုင်ကြပါဘူး။လူကြီးလူငယ်မျိုးကဒီတချင်းကိုဝေဖန်ကြပေမဲ့လေကိုစိုးကြီးကဒီတချင်းကိုတစ်နှစ်ကျော်အချိန်ယူပြီးတော့ပြင်ဆင်ထားရတဲ့အပြင်သိန်းထောင်ကြီးကုန်တယ်လို့လည်းဆိုပါတယ်။တချင်းတစ်ပုဒ်ထဲအတွက်ကုန်တဲ့ငွေကဇလန်းတွက်အသေးစားတော့ရိုက်ကူးလို့ရတဲ့တချင်းဖြစ်နေပါတယ်။ကိုစိုးကြီးကဝေဖန်မှုတွေရပေမဲ့ပွဲဒီမှာတော့တချင်းတွေကိုဇက်တိုက်ဖြိုးပြနေရတဲ့အထိကိုအောင်မြင်နေပါတယ်ရှင်။ နံပါတ်3ပိုင်သိအမတီဗီဘောကတရုတ်ဆောင်တယောက်ဖြစ်တဲ့ပိုင်သိကလည်းကိုစုကြီးရဲ့တယ်လီဖုန်းကိုအမိလိုက်ဖို့အတွက်တခြင်းတစ်ပုတ်ထုတ်လိုက်ပါတယ်။ကဘာပေါ်မှာဘသူမှမရှိသေးတဲ့တခြင်းပုံစံကိုလုပ်ပြမယ်ဆိုတဲ့ပိုင်သိကအမုံမြက်လုံးဆွဲတခြင်းလေးကိုပြန်ဆိုလိုက်ပါတယ်။ဘသူနဲ့မှမတူချင်တဲ့ပိုင်သိကတခြင်းနဲ့မှလည်းမျက်ကပ်မှန်လေးကိုတစ်ဖက်စီတက်ထားပြီးတော့တရုတ်ဆောင်ထားပါတယ်။မြမစတာတခြင်းဆိုပြိုင်ပွဲမှာတွားပြိုင်တော့ကတော့ရွေးချယ်မခံခင်ရတဲ့ပိုင်သိကအခုတော့အမုံမြက်လုံးတခြင်းကိုထုတ်လိုက်ပြီးဖြစ်လို့ဝေဖန်မှုတွေကိုရရှိနေပါတယ်။ဒီတခြင်းအတွက်ဗီဒီယိုကိုခုနှစ်ရက်ကြာအောင်ရိုက်ကူးခင်ရတဲ့အပြင်နှစ်နှစ် ချအောင်ပြင်ဆင်ထားရတဲ့တချင်လည်းဖြစ်ပါတယ်။တချင်ကပြည့်စုံမထွက်သေးတဲ့အချိန်မှတော့ဝေဖန်မှုတွေကစတင်နေပြီဖြစ်ပြီးကမ္ဘာပေါ်မှာဘယ်သူနဲ့မှမတူတဲ့တချင်ဖြစ်ပေါ်လာအောင်အကြံပေးသူကလည်းကိုသာကြီးဖြစ်ပါတယ်ရှင်။ငွေတွေပေါများနေလို့တခြင်းတွေထုတ်ပေမဲ့ဝေဖန်မှုတွေရနေတဲ့သူတို့တွေထဲမှာနောက်ထပ်ဘသူတွေပေါဝင်နေသေးလဲဆိုတော့ကမမပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်